ပါရှင်။ဒီနေ့လည်းရတော့တော်တော်တို့စူးစမ်း event protection နဲ့ agency ပေါ့နော်။ဒါနှစ်စဉ်အာ time မှာတွားရောက်ရှင်ပြိုင်တဲ့ Kstar International Thailand ပေါ့နော်။ time မှာကျင်းပတဲ့နိုင်ငံတကာပွဲဦးပေါ့နော်။ဒါတော်တော်တို့ agency ရဲ့နောက်လာမယ့်ကျယ်ဝင်လေးတွေနဲ့အတူတွားရောက်ရှင်ပြိုင်မှာဖြစ်ပါတယ်။ဟုတ်နှစ်တိုင်းပေါ့နော်။ပွဲတွေမှာပြောပြပါတယ်။အဲ့တော့တို့ကပြိုင်ပွဲဆိုရဲဟာတော့အရှုံးရှိမယ်အနိုင်ရှိမယ်အဲ့တော့ဘယ်တော့မှကလေးတွေကို strap မပေးဘူးအော်ဘာဖြစ်လဲဆိုတော့ လောကမှာလူဖြစ်လာပြီဆိုရင်ရှုံးနာရှိမယ်နိုင်နာရှိမယ်ပေါ့နော်အဲ့ရဲ့ဒဏ်နေရာလဲခံနိုင်ရှိရမယ်အဲ့တော့သူတို့ပေါ့ပါပါပဲခိုင်ကြလို့ရှိရင်သွားသွားထပ်ပို့ပြီးတော့စိတ်ခုန်တာကတော့သူတို့မိဘတွေပေါ့နော်ဘာလဲဆိုတော့ဒါတွေကလည်းဒီလိုသွားပြိုင်နိုင်နေဆိုတာမိဘတွေကလည်း supporting အများကြီးလုပ်ပေးလို့ဒါနဲ့တို့ကလည်းနိုင်ငံသားပြိုင်ပွဲဆိုတာသွားနိုင်တာဘူးနော်သွားနိုင်တာဖြစ်တဲ့အတွက်သူတို့ထပ်ပို့ပြီးတော့ပေါ့နော်အာဂျင်ခုန်တာကမိဘတွေပေါ့အဲ့တော့ဟိုတော်တော်လေး တို့ရုပ်ဆိုဆန် event page မှာရော little miss and miss ဘာမှပေးမှာရောပေါ့နော်တတော်ကလေးတွေပုံတိတက်မရဘူးမအေရီရဲ့ blog လေးတွေ video လေးတွေပေါ့နော် behind the scene လေးတွေရိုက်မယ်တို့ရုပ် page မှာတင်မယ်ဘာဖြစ်လဲဆိုတော့ဒီကလေးတွေဖြတ်ကိုမိဘတွေကပို့ပြီးစိတ်ခုန်နေလို့ပါဟုတ်ဟုတ်ဒီ covid ပြီးကာလဆို2022ကနေစတာပေါ့เนาะဒါနှစ်စဉ်မှာ22 23 24 25ဆိုရင်တော့ kissa international နဲ့ဆိုရင်တော့၄နှစ်ရှိပါပြီ ဒါမဲ့၄နှစ်မှာတော်တော်တို့ကတစ်နှစ်မှာ group တစ်ခုစီမှာ၂ယောက်လွှတ်ခွင့်ရှိတယ်ပေါ့နော်။ဒါမဲ့၅ယောက်ကအစံချိန်တော့မကျော်သေးတာဖြစ်တဲ့အတွက်နောက်နှစ်တွေမှာတော်တို့အများကြီးစ조사ပါအောင်မယ်ဟုတ်အဲ့ကလေးကတော့လေအဲတို့တို့နှစ်စင်မှာဘယ်ကလေးပဲမဆိုသူတို့ကတော့လေအဲဘာလဲဆိုတော့သူတို့ယုံကြည်မှုအမြဲရှိတယ်ကလေးဆိုတာအရင် pretend နေတယ်လေနော်ဟန်ဆောင်မှုနေတယ်သူတို့ပြိုင်မယ်အဟိုသူတို့ဘယ်သူတွေနဲ့တွေ့မယ်သူတို့ဘာလေးဆက်လုပ်ရမယ်ဆိုတာပျော်ပျော်ရွှင်ရွှင်နေပေါ့နော်အဲအဲ့လိုမျိုးလေးတွေဆိုတော့ဟိုကလေးတွေပေါ်ကတော့နှစ်တိုင်းအမြဲတမ်းအားရပါတယ်ဟုတ် ဒီနေ့လေးကတော့တော်တော်တို့စုဆန် event production နဲ့ agency ကပေါ့เนาะဒါနှစ်စဉ် အာထိုင်းမှာတွားရောက်ရှင်ပြိုင်တဲ့ Case Star International Thailand ပေါ့နော်ထိုင်းမှာကျင်းပတဲ့နိုင်ငံတကာပွဲ ው ပေါ့နော်ဒါဆိုတော့ agency ရဲ့နောက်လာမဲ့ကျယ်ဝင်လေးတွေနဲ့အတူတွားရောက်ရှင်ပြိုင်မှာဖြစ်ပါတယ်ဟုတ်အဲတော်တော်တော့ kit patent ဖြစ်တဲ့အခါကျတော့ဒီပေါ့နော်အဲကလေးတွေရဲ့အာဒီထိုင်းရိုးရာဝတ်စုံလေးတွေနဲ့ photo shooting တွေပါမယ်ပြီးတဲ့အခါမှာ cartoon ဇာတ်ကောင်လေးတွေပေါ့နော်ဒါကလေးရဲ့ကလေးပွဲဖြစ်တဲ့အခါမှာပြီးတော့ဒါထုံးစံနိုင်မယ်အလောက်မောင်မယ်ပွဲတွေရဲ့ထုံးစံနိုင်မယ် evening ground နဲ့ရှင်ပြိုင်ခြင်းဆိုတာတွေပါမယ် shooting တွေ လည်းပါမယ်ပေါ့နော်ဟုတ်ပြင်းနေမရစီစဉ်နိုင်ပါရှင့်အမေကအသက်16နှစ်ပါရှင်။တိုင်ဝမ်နာမည်က Kister International 2025ပါရှင်။အော် train ထားပါရှင်။ရှိပါရှင်။အပြည့်စိတ်တော့နည်းနည်းတော့လှူရှားပါရှင်။ဒါပေမဲ့အာတငယ်ချင်းရဲ့လက်တွေ့ရမယ်ဆိုတော့ပျော်နေပါရှင်။အမေနာမည်အမြတ်တွေတကင်ပါ။တမီအသက်က9နှစ်ပါရှင်။ဝိခေသာကျေရတော့အရန်ပျော်နေရလို့ထင်ပါရှင်။ဟင်းနာလည်းတော့ဘောဟန်ဒီထပ်ပါရှင်။6နှစ်ပါရှင်။ခိုင်းနေ ်ရှင်မစ္စတာပရိုင်မာလေးရှင်ဒါနမရရရှိုင်းနေကြော်ပဲဖြစ်ပါရဲ့ခင်ဗျဒါတက်ကတော့၁၇နှစ်ပါခင်ဗျဒါဒါတော့ဒီ Kista International School မှာတောပြိုင်မှာပဲဖြစ်ပါရဲ့ခင်ဗျ International ပွဲမှာတောပြိုင်မှာပွဲမှာတောပြိုင်မှာပဲဖြစ်ပါရဲ့ခင်ဗျကောင်းမွန်ဆုံးတော့အကောင်းမွန်ဆုံးပြင်ဆင်သွားပါရဲ့အော်တမင်းနမထက်တာခင်ဗျခေါ်ပါရှင့်နိုင်ငံဘန်ကောင်းမြို့မှာတောပြိုင်မှာပါရှင့်ဟုတ်အကောင်းဆုံးဖြစ်အောင်လုပ်မယ်လို့စူးစမ်းထားပါရှင့် အနှစ်တိုင်းပေါ့နော်ပွဲတွေမှာပြောပူပါတယ်အဲတော့တို့ကပြိုင်ပွဲဆိုတဲ့ဟာကတော့အရှုံးရှိမယ်အနိုင်ရှိမယ်အဲတော့ဘယ်တော့မှကလေးတွေကို strap မပေးဘူးအာဘာလို့လဲဆိုတော့လောကမှာလူဖြစ်လာပြီဆိုရင်ရှုံးနာရှိမယ်နိုင်နာရှိမယ်ပေါ့နော်အဲ့ရဲ့ဒဏ်တွေကလည်းခံနိုင်ရှိရမယ်အဲ့တော့သူတို့ပေါ့ဘာပါပဲခိုင်ကြလို့ရှိရင်တော်တော်ထပ်ပို့ပြီးတော့စိတ်ခုန်တာကတော့သူတို့မိဘတွေပေါ့နော်ဘာလို့ဆိုတော့ဒါတွေကလည်းဒီလိုသွားပြိုင်နိုင်နေဆိုတာမိဘတွေကလည်း supporting အများကြီးလုပ်ပေးလို့ဒါလည်းတို့တို့ကလည်းနိုင်ငံသားပြိုင်ပွဲဆိုတာသွားနိုင်တာဘူးနော် သွားနိုင်တာဖြစ်တဲ့အတွက်သူတို့ထပ်ပို့ပြီးတော့ပေါ့နော်အာဂျင်ခုံနာကမိဘတွေပေါ့အဲ့တော့ဟိုတော်တော်လေးတော်တော်ဆိုးဆန် event page မှာရော little miss and miss ဘာမှပေးမှာရောပေါ့နော်တော်တော်ကလေးတွေပုံတိတက်မရဘူးမအေရီရဲ့ blog လေးတွေ video လေးတွေပေါ့နော် behind the scene လေးတွေရိုက်မယ်တော်တော် page မှာတင်မယ်ဘာဖြစ်လဲဆိုတော့ဒီကလေးတွေထက်ကိုမိဘတွေကပို့ပြီးစိတ်ခုန်နေလို့ပါဟုတ် ဟုတ်ဒီ covid ပြီးကာလဆို2022ကနေစတာပေါ့เนาะဒါနှစ်စင်မှာ22 23 24 25ဆိုရင်တော့ kesa international နဲ့ဆိုရင်တော့၄နှစ်ရှိပါပြီ ဒါမဲ့၄နှစ်မှာတော်တော်တို့ကတစ်နှစ်မှာ group တစ်ခုစီမှာ၂ယောက်လွှတ်ခွင့်ရှိတယ်ပေါ့နော်။ဒါမဲ့၅ယောက်ကဲအစံချိန်တော့မကျော်သေးတာဖြစ်တဲ့အတွက်နောက်နှစ်တင်မှာတော်တို့အများကြီးစူးစမ်းပါအောင်မယ်ဟုတ်။ကလေးကတော့လေအဲတော့နှစ်စင်မှာဘယ်ကလေးပဲမဆိုသူတို့ကတော့လေဘာလဲဆိုတော့သူတို့ယုံကြည်မှုအမြဲရှိတယ်ကလေးဆိုတာအရင် pretend နေတယ်လေနော်ဟန်ဆောင်မှုနေတယ်သူတို့ပြိုင်မယ်အဟိုသူတို့တွေဘသူတွေနဲ့တွေ့မယ်သူတို့ဘာလေးဆက်လုပ်ရမယ်ဆိုတာပျော်ပျော်ရွှင်ရွှင်နဲ့ပေါ့နော်အဲအဲ့လိုမျိုးလေးတွေဆိုတော့ဟိုကလေးတွေပေါ်ကတော့နှစ်တိုင်းအမြဲတမ်းအားရပါတယ်ဟုတ်ပြန်လာရင်စမ်းကြည့်မမတို့ဘ ဲလာပြန်ကြူပေါ့နော်ဒါမမတို့လက်ထဲကိုမီဒီယာပေါ့နော်ဒါတော်တော်မဖိတ်လိုက်ရတဲ့မီဒီယာတွေလည်းရှိပါတယ်အာဒါလာပေးတဲ့မီဒီယာတွေလည်းကျေးဇူးအများကြီးတင်တယ်ပေါ့နော်ဒီကလေးတွေကိုတော်တော်ရမီဒီယာနဲ့အင်တာဗျူးဖြေတယ်ဆိုတာက အဓိကတော့ဒီကလေးတွေကိုလည်းမြန်မာနိုင်ငံကိုစားပြုနေနဲ့သွားပြိုင်နေဆိုတာကိုလည်းမြန်မာနိုင်ငံမှာရှိတဲ့အခြားသောကလေးမိဘတွေမိမိပြပြတွေသိစေခြင်းနဲ့ဒီအချက်ကပေါ့နော်နှိအချက်အနေနဲ့ကြတော့သူတို့ကိုလည်းကိုယ်နိုင်ငံကနေပြီးတော့ supporting လေးရစေခြင်းနဲ့ပေါ့နော် supporting ဆိုတာကသူတို့ကငွေကြေးထောက်ပံ့တာမျိုးဟလာသူတို့ဒါမျိုးပြောတာမဟုတ်ဘူးသူတို့ရဲ့ post လေးတွေတက်လာတဲ့အခါတိုင်းမှာ like လေးတစ်ခုနဲ့ဟလာဒါမိဘကသွားမယ်လာမယ်လို့ပြောပြီးဆိုရရကုန်ကြစစ်တွေအများကြီးအကုန်ခံပြီးတော့ဒါနိုင်ငံတကာပွဲနိုင်ငံကိုစားပြုပွဲဆိုတာမျိုးသွားတယ်သွားတဲ့အခါမှာဒါသူတို့က နိုင်ငံကိုစားပြုပွဲတွေသွားတယ်ဟလာတွားပြိုင်တဲ့အခါမှာကိုယ်နိုင်ငံကကလေးတွေတွားပြိုင်နေဆိုလို့ရှိရင်ကိုယ်မွေးထားတဲ့ကလေးမှမဟုတ်ပါဘူးဒီလိုမျိုးကဒီကလေးတွေနဲ့ရွယ်တူတန်းတူရှိတဲ့မိဘတိုင်းဒီအာဒါ like ကလေးတစ်ချက်ပဲဖြစ်ဖြစ် share လေးပဲဖြစ်ဖြစ်လှုပ်ပေးခြင်းအဖြစ်ပေါ့နော်ဒါဒီကလေးတွေအတွက်ခွန်အားတစ်ခုဖြစ်စေမှာပါဟုတ်အယောက်60ကျော်ပါ60ကျော်ကနေပြီးတော့ winner ရော runner ရောဆိုရင်20ကျော်ရွေးချယ်ခဲ့တာပါ winner app တွေ runner app တွေပေါ့နော်အဲ့ထဲမှာမှဒါကတော့ winner တွေ first runner တွေပဲရတဲ့အခွင့်အရေးထဲမှာမှ အာဒါဝင်းနာတွေကနေပြီးတော့ဒါနိုင်ငံသားပြိုင်ပွဲကိုနောက်တစ်ဆင့်ဆက်ပြီးတော့သွားပြိုင်ရတာပေါ့နော်သူတို့ agency မှာစုပေးလိုက်တယ် first runner second runner third runner အားလုံးအဆင့်ဆင့်တည် first runner ကပေါ့နော်ဒါသူ့ကိုမိဘနဲ့သူတို့ဆွေးနွေးတဲ့အချိန်မှာအဲသူကလည်းတန်ရင်စိတ်မရှိဘူးမိဘကလည်းသွားလို့စိတ်မရှိဘူးဆိုရင်သူတို့ကဒီခွင့်ရေးကို first runner ကိုပေးမှာအဲ first runner ကသွားပြိုင်ခြင်းနဲ့ဆိုသွားရမယ် first ကမပြိုင်ဘူးဆိုတော့မှ second ပေါ့နော်ဟုတ်ကဲ့စုတွေတော့အများကြီးပါဟုတ်ဟိုသူတို့ တလေးတယောက်ပါဗောနော်ဟိုနှစ်စုအ ਨੇ ဆုံးတော့နှစ်စုရတဲ့အဲဗောနော် title စုလေးတွေဒါအ ਨੇ ဆုံးနှစ်စု လောက်တော့ရပါတယ်ဟုတ်ကဲ့အဓိကတော့ဗောနော်တော်တော်တို့က kit page တစ်ခုဖြစ်တဲ့အခါမှာမိဘတွေရဲ့ supporting in အားက အများကြီးလိုအပ်ပါတယ်အဲ့ဒါကြောင့်မလို့ဒီပံ့ပိုးကူညီပေးကြတဲ့မိဘတဦးတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဒါ agency အနေနဲ့ပေါ့နော်ဂုဏ်ယူနိုင်တယ်တကယ်တမ်းပြောရမယ်ဆိုရင်နိုင်ငံအနေနဲ့လည်း နိုင်ငံမှာပေါ့နော်ဒါကလေးကလေးအခြားအခြားသောကလေးမိဘတွေလည်း like လေး share လေးလုပ်ပေးပါလို့တော်တော်တောင်းဆိုပါခြင်းသည်နိုင်ငံကိုစားပြုနေနဲ့သွားပြိုင်နေဆိုတာနိုင်ငံတော်က support လိုက်တာလည်းမဟုတ်ဘူးအခြားကလေးမိဘတွေကလည်းသူတို့ supporting ပေးပြီးသွားပြိုင်ခိုင်းတာလည်းမဟုတ်ဘူးတကယ်တော့သူတို့မိဘတွေကနိုင်ငံကိုစားပြုနေနဲ့ agency ကိုစားပြုနေနဲ့သွားပြိုင်နိုင်အောင် supporting ပေးတာဖြစ်တဲ့အတွက်ပေါ့နော်ကြံရှိခဲ့တဲ့ကလေးမိဘတွေရောဒီသူတို့နဲ့ရွယ်လူတန်းတူကလေးမွေးထားတဲ့သူတွေအားလုံးလည်းဒီ post လေးတွေကို like and share လေးတွေလုပ်ပြီးတော့ support လုပ်ပေးကြပါလို့ပြောချင်ပါတယ်။အ တော်တော်တို့ final ပေါ့နော်အာ final ပွဲကတော့9ရက်နေ့ဘန်ကောက်မြို့မှာကျင်းပမှာဖြစ်ပါတယ်အဲ့တော့9ရက်နေ့မှာသူတို့ page ကနေပြီးတော့သူတို့ diary live လွှင့်နေဆိုလို့ရှိရင်အဲ့သူတို့ဒီ little miss i mix burma page နဲ့ social page ကနေပြီးတော့ share ပေးပါမယ်အဲ့ပြန်ပြီးတော့အမှကြည့်လို့ရတယ်ပေါ့တောက်လျှောက် activity တွေအားလုံးဒီလေ daily နေ့စဉ်မှာအာ social page နဲ့ little miss i mix burma page ကနေပြီးတော့တင်ပေးသွားမှာဖြစ်တာမို့လို့တသားမမီတို့ဝိုင်းဟန်ပေးကြပါအောင်လို့ပြောချင်ပါတယ်ဟုတ်မမီတို့ဝိုင်းဟန်ပေးကြပါအောင်အားပေးကြပါအောင်